မင်္ဂလာပါဗျာချန်ချင်းမြန်မာပြည်ပါရေဝဖို့ channel မှာကြိုဆိုပါရစေဗျာ2025ခုနှစ်ခုနှစ်လပိုင်းဇူလိုင်လအင်္ဂါသာသမီနေ့ပတ်သက်တဲ့တရားစာကဏ္ဍများကိုတင်ပြပေးသွားမှာဖြစ်ပါရစေဗျာမင်္ဂလာပါဗျာချန်ချင်းမြန်မာပြည်ပါရေဝဖို့ channel မှာကြိုဆိုပါရစေဗျာ2025ခုနှစ်ခုနှစ်လပိုင်းဇူလိုင်လ အင်္ဂါသာသမီနံပါတ်တရဒါကညမမများကိုတင်ပြပြီးသွားမှာဖြစ်ပါတယ်ဗျာ2025ခု9လပိုင်းဇူလိုင်လအင်္ဂါသာသမီနံပါတ်တရဒါကညမမများဖြစ်ပါတယ်ဗျာဒါကြောင့်အင်္ဂါသာသမီဒီချိန်မှာအိုးရင်လောကညံပါတ်တဲ့ကိစ္စလေးတွေကတော့ဝတ္တတပဲဗျို့အိုးရင်လောကညံပါတ်တဲ့ကိုရတ္တိတမှုတ္တရားရတ္တိတာသွားတယ်အိုးရင်လောကလုပ်ငန်းများခမရကိုရတ္တိတမှုတ္တရားသွားပြီးတော့အောင်မြင်ကြကြတဲ့ကာလမျိုးတွေဖြစ်ပါတယ် ကျွန်တော်တို့ခုခုနှစ်လပိုင်းစငိုင်းနေလောက်တွင်တော့ဥယျာဉ်လောက်ကနေပတ်သက်တဲ့ကိစ္စမှာပွင့်လန်းပြီးတော့စငိုင်းရဲ့ကြိုးသွားတယ်မှာဥယျာဉ်လောက်ကနေပတ်သက်တဲ့ကိစ္စမိမိနေထိုင်တဲ့ကိစ္စရပ်တန့်သွားမှာဖြစ်ပါတယ်။ဒါကြောင့်ဥယျာဉ်လောက်ကနေပတ်သက်တဲ့ကိစ္စအဆင်မပြေကြတဲ့အဲဒီအင်္ဂါသားသမီးတွေကတော့ခမရရာဦးတော်နောင်မြောက်တော်လက်နော်လက်ပြီးလို့ရှိရင်နွားနိုလေးကိုတောက်အောင်ပြီးမှဆူတောင်းအတင်းနွားနိုလေးကျွန်တော်လောက်ကမကောင်းဘူးပြလောက်ကကောင်းခြင်းနေ ဒါကြောင့်ပိတ်ဆို့နေတဲ့အဝေးလောက်ကများပိတ်ဆို့နေတဲ့အိမ်တွင်းနဲ့ပတ်သက်တဲ့ကိစ္စအိမ်မှာပူညာပူညာဖြစ်တဲ့ကိစ္စများအိမ်မှာလောက်ကန်ဆင်မပြေကြတဲ့ကိစ္စများအများဆုံးအဆင်ပြေအောင်အသင်နွားနိုလီကကုညီဆောက်ချတော်မူပါဆိုတဲ့အကြောင်းရာဦးတောင်းနောက်မြောက်တောင်းလှည့်နွားနိုလီတောက်ပြီးမှဆူတောင်းမယ်ဆိုရင်သင်တို့မှာပိတ်ဆို့နေတဲ့အဝေးလောက်ကန်များအများဆုံးပွဲလန်းသွားမှာဖြစ်ပါတယ်ဗျာမန်းဒီပတ်သက်တဲ့ပတ်သက်တဲ့ကိစ္စမှာတော့ဒီချိန်မှာအာဆန်ကားလောက်လာဆန်ဆန်ကားလောက်အတွင်းမှာတော့ငွေကြီးနဲ့ပတ်သက်မှာရွေမြွန်မှန်းတလို့မဖြစ်တတ်ဖဲတဲ့အဲ့လာသန်း ဆန်ကရဲ့ကြိုးသွားမှသာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအောင်မြင်ကြိုးချမှာဖြစ်ပါတယ်ဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အစီအမီပြကြတဲ့အင်္ဂါသာသမီ9လပိုင်းတွင်ကတော့ဗုဒ္ဓတောင်ရကိုလည်းရေးလေးတောက်ပြီးမှဆုတော့အတင်းကြီးလေးကျွန်တော်ပတ်သက်ပြီးတဲ့ကြီးတဲ့ကျွန်တော်ရရရှိတာဘလောက်ပြီးပြဘလောက်ဒူဂျင်နာဘလောက်အဲ့ပြီးရရန်ဇာလေးတွေအစီအမီပြဘူးဗျာအကြကြောင့်ပြီးရရန်ဇာလေးတွေအစီအမီအောင်အတင်းကြီးလေးကကုညီစောက်ကြတော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရကိုလည်းလှည့်ပြီးမှကျွန်တော်တို့ရေးလေးတောက်ပြီးမှဆုတောင်းမယ်ဆိုရင်အတင်းတို့မှပိတ်ဆို့နေတော့ ငွေကြီးနဲ့ပတ်သက်တဲ့ကံများအများဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်။ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲဖြစ်ကြတဲ့အင်္ဂါသာသမီးတွေကတော့ခုနှစ်လပိုင်းတွင်မှာဗုဒ္ဓတောင်ရက်ကူတာလှဲ့ရေးလေးတောက်တောက်ပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတော့ငွေကြီးများအများဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်ဗျာ။ကျွန်တော်တို့အင်္ဂါသာသမီးကတော့ခမ15ရက်လောက်အတွင်းတော့လူတို့ပွင့်လန်းနေပြီ15ရက်လောက်ကျောသွားတယ်နေပြန်နေလာသန်း15ရက်ကျောသွားတယ်နေပြန်နေခမတို့လက်လက်ရှိရှိတဲ့နေရာမှာ တကုတ်ကိုရက်တန်သွားတယ်လို့ခံစားရတယ်။ရောက်တဲ့နေရာမှာငြိမ်းနေတာမျိုးကာလာမျိုးဖြစ်ပါတယ်ဗျာ။ဒါကြောင့်အင်္ဂါသားသမီးတွေနဲ့ပတ်သက်တဲ့ကိစ္စမှာတကုတ်ကိုအဆင်မပြေစနေတော့နောက်တောင်တောင်လေအသေးသေးလေးကိုကိုင်းပြီးမှဆူတောင်းအသေးသေးသေးလေးအသေးသေးရဲ့ကလေးအသေးရဲ့ကလေးကိုကိုင်းပြီးဆူတောင်းလို့လေရတယ်။အသေးသေးရဲ့ကလေးရဲ့အသေးရဲ့ကလေးခုပြီးမှဆူတောင်းအသေးသေးလေးကိုခုပြီးကိုင်းပြီးမှဆူတော့ကျွန်တော်စိတ်တည်ငြိမ်နေတယ်စိတ်တည်ရအယောင်မကောင်းဘူးလောက်ကင်မကောင်းဘူးငွေချင်းနဲ့ပတ်သက်လို့အဆင်မပြေဘူးစံမွေးတွေနဲ့ပတ်သက်တဲ့အဆင်မပြေဘူးအဖန်တီးအချုံတော်တွေနဲ့ပတ်သက်လို့ကြောက်တယ်ဗျာ ဝေကုန်ကြေးကြတွေဖြစ်မှပြီးပြီးတော့ပြဿနာတွေဖြစ်မှကြောက်တယ်ဒါကြောင့်ကျွန်တော်စိတ်တည်ညံ့နေတယ်ကျွန်တော်နေညံ့နေတဲ့စိတ်များအဆင်ပြေအောင်ဝေကြေးများအဆင်ပြေအောင်လောက်ကဲများအဆင်ဝေအောင်အယောင်ဝေများအဆင်ပြေအောင်ပြဿနာတွေကင်းပြီးတော့အဆင်ပြေအောင်ကုညီဆောက်ရတော်မူပါဆိုတဲ့အကြောင်းစနေတော်နောက်တော်တော်လက်ဒီအဒီလေးကိုကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆုံနေတဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိမှာဖြစ်ပါတယ်ဗျာကိုနေနေနေဇက်တက်တက်လူယောက်ျား လူယောက်ျားတွေအားကောင်းနေပြီလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့ဆိုရင်တော့အင်္ဂါတော့အရှိတောင်တော့လဲရေးရတာပြီးပါဆူတော့အဲ့လိုအသိမှရှိတဲ့လူယောက်ျားတွေအလုံးမလုပ်ဘူးလုံးလုံးမှဖြစ်နေတကူကူလွဲချုံနေတယ်လွဲချုံနေတဲ့ကိစ္စတဲမှဖြစ်မယ်ပတ်သက်နေအမှပတ်သက်နေမှဘူးအိရှိရမှအိမရှိဘူးလှုပ်ရှိရမှအလုံးမရှိဘူးဒါကြောင့်တလဲတူချော်တွေဖြစ်ပြီးငွေကုန်ကြေးကြများတဲ့ကိစ္စတွေပုံမှန်ကြောက်တွေဗျာဒါကြောင့်လူယောက်ျားတွေဓာတ်ပြက်နေတယ်ပြက်နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စတွေဓာတ်များအများဆုံးကောင်းအင်္ဂါတော့အရှိတောင်တော့လဲ ရေးလေးတောက်ပြီးဆူတောင်းမယ်ဆိုရင်အိမ်မှာရှိတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုနဲ့နီးနေဆက်သက်တဲ့မင်းအုပ်ချုပ်တဲ့မင်းအာဒီချိန်မှာမင်းနေရတော့အခု59လောက်တည်းမှာတော့တော်တော်များများအဆင်မပြေတတ်ပြီးတော့59ကျော်သွားတဲ့ခါတော့နည်းအဆင်ပြေတယ်လို့ခံစားရတတ်တယ်ပြူအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့လွဲမမအုပ်ချုပ်မှုအိုးရင်လောက်ကိုင်းနဲ့ဆုံးခွာပြေးရမှုငွေကြီးနဲ့ပတ်သက်တဲ့ကြက်တဲမှုငွေကြီးနဲ့ပတ်သက်တဲ့ပြဿနာဖြစ်ပေါ်သေးတာကိစ္စတွေဆောင်ရွက်နေတဲ့မင်းနေ ညာရေးနဲ့ပတ်သက်တဲ့ကိစ္စမှာပညာရေးနဲ့ပတ်သက်တာဝန်ထမ်းဆောင်တဲ့ဆရာဆရာမတွေပညာရေးဝန်ထမ်းတွေအုပ်ချုပ်မှုရန်တွေရတွေလွှဲမနေတယ်လုံခြုံနိုင်လုံလို့မရဘဲနဲ့ငြိမ့်နေရတဲ့ကာလမျိုးဖြစ်တယ်လို့ပညာသင်ကြားတဲ့အကြောင်းသားအကြောင်းသူတွေလည်းအဆင်မပြေဖြစ်ပြီးဒီအချိန်မှာအကြောင်းသားအကြောင်းသူအချင်းချင်းပြဿနာဖြစ်တတ်တယ်လို့ဆရာဆရာမအချင်းလဲပြဿနာဖြစ်တတ်ပါတယ်ဗျာကြာတာပရိဒီအားနေနေတာဖြစ်တဲ့အတွက်ကြာတာပရိဒီနဲ့ပတ်သက်တဲ့အကန့်ဆိုးနေတာဖြစ်ပါတယ်မိယာရီနဲ့ပတ်သက်လို့အာရမလေးတိတ်နေမိယာရီနဲ့ပတ်သက်တဲ့ကျူးကျော်တဲ့ ပြည်သူကကျူးကျော်တာမဟုတ်ဘူးပြအစိုးရကျူးကျော်နေတဲ့လူဖြစ်နေတာကိုလှုပ်ချင်းတဲ့လူကိုလှုပ်နေတော့ပါပဲဗျို့မင်းဆိုတတ်မှတ်တဲ့လူကတော့စိတ်မှုအစားကြောက်နေရတာပဲအဲ့လိုမျိုးတွေဖြစ်နေတဲ့ကာလမျိုးမင်းနေဓာတ်ပြက်တဲ့ကာလဖြစ်ပါလေဗျာအကြောင်းမင်းနေဓာတ်ပြက်နေတဲ့လူတွေမင်းများဓာတ်ပြက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့ဆိုရင်တော့အင်္ဂါတော့ရှေ့တောင်တော့လှဲ့ချိုးချင်းလေးတလုံးလုံးစားပြီးမှဆုတောင်းအတင်းချိုးချင်းလေးအကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်မပြေဘူးပြပြေးခြင်းနဲ့မြေရနဲ့ပတ်သက်တဲ့ကိစ္စတွေပြေးခြင်းနဲ့ အပြောင်းအရွှေ့ရာထူးတိုးတွေနဲ့ပတ်သက်တာပြည်ချင်းနဲ့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးပြဿနာကင်းကင်းနဲ့အဆင်ပြေချင်းနဲ့ဗျာအများဆုံးအဆင်ပြေအောင်ကူညီစောင့်ကြတော့မူပါဆိုတဲ့အကြောင်းအင်္ကာတော့အရှိတောင်တော့လှည့်ပြီးမှကျွန်တော်တို့ရချိုးချင်းနဲ့စပြီးဆူတောင်းမယ်ဆိုရင်မင်းနဲ့ပတ်သက်တဲ့ပြဿနာများကင်းဝေးမှဖြစ်ပါတယ်ကိုသွားချင်းနဲ့ခီးကိုပြောချင်းနဲ့စကားအမှန်သွားကျင်တယ်လို့သွားခွင့်ပြောကျင်တယ်လို့ပြောခွင့်မရဘဲနဲ့ဒီချိန်မှာအသွားလာ9လပိုင်းအတွင်းမှာတော့ ွာလာလှူရှာမှုတွေပတ်သက်တယ်မှာအကုန်လုံးအကြက်တဲဖြစ်တတ်ပါတယ်ဗျာအပြောင်းရွှေ့တွေဖြစ်တတ်တယ်ယာတုတို့တွေဖြစ်တတ်တယ်ပြဿနာတွေဖြစ်ပေါ်တဲ့နေရာတွေသွားပြီးပြဿနာတွေနဲ့ပတ်သက်တဲ့လို့ရာကိုထွက်ပြီးတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်ပြဿနာတွေကင်းရင်လည်းပြောတော်စကားများအောင်မြင်ကြကြခြင်းနဲ့သွားတဲ့ခီးတွေအနေကင်းရင်တော့ဗုဒ္ဓတောင်ရကိုလည်းရေးလေးသားအောင်ပြီးမှသူတောင်အသိရေးလေးအသိရေးလေးအာကျွန်တော်လွဲချုံနေတယ်ဗျာကျွန်တော်ပြောတဲ့စကားတွေအဆင်ပြေခြင်းနဲ့ကျွန်တော်သွားတဲ့ခီးလေးအနေကြီးပြင်းရှင်းပြီးအဆင်ပြေခြင်းနဲ့ဗျာ ဲ့ကိစ္စလေးတွေအမြန်ဆုံးဆင်းပြအောင်ကုညီဆောင်ချောက်တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရကိုလှည့်ပြီးမှရေလေးတောက်ပြီးဆူတောင်းမယ်ဆိုရင်လွဲချုံနေသောခီးတကားများအမြန်တက်မှာဖြစ်ပါတယ်ဒီအချိန်မှာရိုးရာတွေပြည့်နေပါတယ်ဗျာရိုးရာတွေနဲ့ပတ်သက်တဲ့ကိစ္စမှာကုလိုကာလမှာအမှုခင်းပြဿနာတွေနေသက်တွေမှာပြည်နယ်တွေအားကောင်းပြီးတော့အမိမာတွေအားမကောင်းမှုနေသက်ဒေသတွေအားကောင်းပြီးအတိုင်းကြီးအားမကောင်းမှုအနေပြီးတော့အားမကောင်းမှုတခြားနိုင်ငံတွေအားကောင်းပြီးတော့ကိုယ်နိုင်ငံအားမကောင်းတဲ့ကာလမျိုးတွေဖြစ်ပြီးရိုးရာတွေပြည့်နေတာဖြစ်ပါတယ်ရေကြီးတဲ့ ငါလာမအမီပြိုးတယ်အင်္ဂလိပ်လောက်တယ်မီးလောင်တယ်ဒါဘာမှမမြင်ရတဲ့အန်ဒယ်လေးတွေကလည်းအများကြီးကျုံတွေ့ပြီးရိုးရီပြက်နေတာဖြစ်ပါတယ်ဒီချိန်မှာအဆုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်သေးတတ်တယ်သင်လူယောက်ျားတွေသေးတတ်ပါတယ်ဗျာလူယောက်ျားတွေသေးတတ်ပြီးလူမိန်းမမင်းနေနဲ့ပတ်သက်တယ်မှာဓာတ်ပြက်နေတဲ့လူမိန်းမတွေပြဿနာတက်တယ်မင်းနေနဲ့ပတ်သက်တဲ့ငွေကြေးနဲ့ပတ်သက်တဲ့တက်တယ်မိမအချင်းချင်းပြဿနာတက်တယ်မိယာနဲ့ပတ်သက်လို့ပြဿနာတက်တယ်ပညာရေးနဲ့ပတ်သက်လို့ပြဿနာတက်တယ်အပြောင်းအရွှေ့နဲ့ပတ်သက်လို့ပြဿနာတက်တယ် မင်းအချင်းချင်းလည်းပြဿနာတက်တတ်ပါလေဗျာဒါကြောင့်ပြဿနာတက်နေတာဟာမျိုးဖြစ်တဲ့ရိုးရာတွေပြက်နေတာပါဖြစ်ပါလေဗျာရိုးရာဖော်မတို့ရကြောပါမယ်ရိုးရာလေးတွေဖော်မဆိုရင်အဲကြာတာပရိအနောက်ရက်ကိုလှည့်နေဝင်တဲ့ရက်ကိုလှည့်ပြီးမှလပိတ်လေးတစ်ခွက်ကိုဖြောဖြောပြီးမှတောက်ပြီးမှဆူတောင်းသားမှာဗျာအဲဒီလပိတ်လေးတွေကျွန်တော်တို့ရိုးရာဖော်ပြီးဒိုးရာကြောခြင်းနဲ့အမှုခင်းပြဿနာတွေဝေ့ခြင်းနဲ့အနောက်ငွေကြေးများဆူလိုက်ပြုံးလိုက်လိုးလိုက်ခဲလိုက်ဝင်းခြင်းနဲ့ဗျာကျွန်တော်တို့ဝင်းအောင်အစဉ်ပြေအောင်ရိုးရာဖော်နေတာပါ ဒါကြောင့်ဒင်းလက်ဖက်လေးရရိုးအဖော်လို့ဒိုးရကြောပြီးအမှုခင်းပြဿနာများဝေးပွားပြီးတော့နှောင်းငွေကြီးများဆုလိုက်ပြုံးလိုက်လုံးလိုက်ခလိုက်ဝင်အောင်ကုညီစောင့်ကြတော့မူပါဆိုတဲ့အကြောင်းကြာသာပရိအနောက်ရကိုလှည့်ပြီးမှလက်ဖက်လေးကိုတောက်ပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတော့ကံမြအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒီလိုခုနလပိုင်းတွင်မှာတော့အာခမရစိတ်တွေချမ်းသာမယ်စက်တွေဝင်မယ်အစငါးလေးရောက်အတွင်းမှာဝင်မယ်စငါးရဲ့ကြောင်ရက်သွားမယ် အာဆငိုင်းလောက်တွေမှာငွေကြီးနဲ့ပတ်သက်လို့အဆင်မပြေဘူးဆငိုင်းကျော်ရင်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေမယ်မင်းနေနဲ့ပတ်သက်လို့ဓာတ်ပြက်နေတယ်မင်းနဲ့ပတ်သက်တဲ့ပြက်တဲ့နိုင်ငံချင်းချင်းပြဿနာတက်တဲ့မြေယာတွေနဲ့ပတ်သက်တဲ့ပြဿနာတွေအိုးလုံကနေဆုံးခွာပြေးရတတ်ပါတယ်59ရက်အတွင်းမှာပြေးရပြီ59ရက်ကျော်ရင်ပြန်ငြိမ်သွားတဲ့ကာလမျိုးဖြစ်ပါတယ်ဗျာဖားတစ်ပိုင်းငါးတစ်ပိုင်းကာလမျိုးဖြစ်တဲ့အတွက်ဒီအချိန်မှာသွာလာလှုပ်ရှားတဲ့မှာရိုးရာတွေဖော်ခြင်းအပြင်တို့ရာကြောမှာဖြစ်ပါတယ်ဗျာဒါကြောင့် အယောလေးတွေဖော်မယ်ထီကန်လေးတွေစမ်းမယ်ဆိုရင်တော့ဒီလအတွဲမှာတော့အင်္ဂါသားသမီးတွေကအနောက်ရောက်ကိုလည်းလပိတ်လေးတောက်ပြီးမှဆူတော့အာကျွန်တော်တို့ထီကန်လေးတွေစမ်းမယ်ဗျာကျွန်တော်တို့နိုင်ငံမှာလုပ်တဲ့အောင်မလေးထီလေးတွေတခြားနိုင်ငံမှာရှိတဲ့ထီကန်လေးတွေစမ်းခြင်းနဲ့ထီကန်လေးတွေစမ်းတဲ့အခါမှာကျွန်တော်ဥစားပေးပြီးကျွန်တော်စမ်းတဲ့ထီကန်လေးတွေအများဆုံးပွဲအောင်အတင်လပိတ်ကြီးကကုညီဆောက်ချတော်မူပါဆိုတဲ့အကြောင်းကြာတာပရိအနောက်ရောက်ကိုလှည့်လှည့်ပြီးမှဆူတောင်းပြီးမှတောက်မယ်ဆိုလို့ရှိရင်တင်းတို့မှာပိတ်သွင်းတဲ့ထီကန်များ အမြန်ဆုံးပွဲလန်းတော့မှာဖြစ်ပါတယ်ဗျာအဲဒါကြောင့်ဒီကံလေးတွေစမယ်ဆိုရင်တော့ကျွန်တော်တို့ရပြောလို့ရှိရင်9တို့2တို့6တို့ခုံတို့9နဲ့6ခုံဆိုတဲ့ကဏ္ဍလေးတွေဒီဒီလအတွင်းမှာအမဒီကံလေးတွေစမယ်ဆိုရင်တင်းတော့မှာပိတ်ဆုံနေတဲ့ကိစ္စများအမြန်ဆုံးအစီအပြေမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြလိုက်ပါရဗျာဒီကျွန်တော်တို့2025ခုနှစ်လပိုင်းဇူလိုင်လအင်္ဂါသာသမီနဲ့ပတ်သက်တဲ့တလတာကံကြမ္မာများဖြစ်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီး မြန်မာပြည်ပါဗျာ